ဒီနေ့မှမီးစုကရန်မုန်းနေချော်ဆဲချတာရောက်ဝဲထားလိုက်ပြီ။ခေါင်းဆောင်ကဘာဘီကျူးလို့စားမယ်စပို့ထားတာကြောင့်မီးစုကတခြားကပ္ပရာယုံနေကိုမေးလိုက်ပြီ။ခေါင်းဆောင်စီကိုသွားပေးပါတယ်။ရုံကဂျိုးလေးပါပါနေရကြောင်းအဖွဲသားတက်ကလည်းဓပုံရိုက်ယူထားလိုက်ပြီ။ဒါပေမဲ့ခေါဆောင်ကတော့ရသရှိသားပဲဆိုပြီးပြောပါရယ်။ပြုံနေတဲ့အဖွဲသားတွေကိုကြည့်ပြီးသူတို့ကမသိရင်တာမန်လူတွေလိုပုံမှန်ပဲလို့ပြောနေပြီ။ခေါဆောင်ကလည်းဒါညိုလုံးတွေဟာစိတ်ကိုချစ်လို့မဟုတ်တာ။ငြိမ်းချမ်းမှုတက်ပဲဆိုပြီးပြန်ပြောပါရယ်။ဘိုဘက်ကမှမှဈေးသိမ့်မရောက်ရလို့မီဆူကဒီပုံစံတိုင်းဆိုရင်ရွှေတင်းကရှက်တန်းစုဖို့ကအသက်80ဆီကြာသွားမယ်လို့ပြောနေပါရယ်။ အဲ့ဒီအချိန်စပီးနဲ့စပန်ကရောက်လာပြီးအကာဝယ်ထရန်နဲ့ရွက်ထင်တဲကိုမေးနေပါတယ်တညိုးစီမေးနေရကြောင့်မီစူဝါလည်းဘာလို့နှစ်ခုစလုံးကိုမဝယ်တာလဲမေးကြည့်ပြီးနှံကောင်သားလည်းဈေးကြီးမဲ့ထင်တာကြောင့်လို့ပြောပါတယ်မီစူဝါလည်းနှစ်ခုစလုံးကိုလျှော့ဈေးပေးမဲ့ကြောင်းနောက်တစ်ခါလာရင်လူတယောက်ခေါ်လာလိုက်တစ်ရက်ခိုင်နှုန်းလျှော့ဈေးပေးမယ်လို့ပြောပါတယ်လူ၁၀ယောက်သာခေါ်လာနိုင်မယ်ဆိုရင်ဖရီးယားမှထစ်တာကြောင့်စပန်တို့ကလည်းတျော်နေကြပြီအဲ့နောက်မှာတော့သူတို့တွေလိုအပ်တာတွေအကုန်လုံးကိုဝယ်သွားပါတယ်မီစူဝါတုံသွားတဲ့နေစနစ်ကိုမလုံးပေးခြင်းလို့ခေါ်ပြီးအတင်လောက်ကမှလည်းအသုံးညကြပါတယ် စာဘင်းကြီးကိုမီဆူဟာအကြောင်းစုံစမ်းလို့ရတဲ့ဟာကိုရှောက်တင်နေပြီမီဆူဟာရဲ့အကြောင်းကလည်းနည်းထူးဆန်းနေပေမဲ့တိုင်းဒီကိုထောက်ကူတူတူထည့်နေရကြောင်းဘင်းကြီးကဒီတိုင်းပဲထားလိုက်ဖို့ဆုံးထည့်လိုက်ပါတယ်တော်ထဲမှာမဲလိုက်ထွက်နေတဲ့စပန်နိုးဖွဲ့ရကြောင်းတိုက်ခိုက်ခံထားတဲ့အရာတွေရှိနေရဲ့လက်ကိုတွေ့နေရကြောင်းထူးဆန်းနေကြပါတယ်မီဆူဟာစီကိုလည်းစာပီးရရောက်လာပြီဘင်းကြီးအရေးကြီးပြောစရာရှိလို့လိုက်ခဲဖို့ခေါ်ခိုင်းလိုက်တာထည့်တဲ့အကြောင်းကိုပြောပါတယ်ဘယင်းလေသူတို့တိုင်းဒီမှာတယံဇာတာကောင်းနေရှိရကြအထလာအင်မာယာလာပြီးတိုက်ခိုက်ချင်နေရကြောင်းလေအဲဒါကြောင့်စာဘီယိုခေါ်ပြီးတခြားတိုင်းကြီးတစ်ခုမှာသွားရှောက်နေဖို့ပြောနေပါတယ် လက်ရှိမှာနေဆက်ကတမူးတွေကလည်းတက်စာဖောက်သွားပြီရန်သူဖက်ကလည်းမကောင်းဆိုးဝါးရင်နဲ့ပါအဆက်အသွယ်ရှိနေရကြအင်အားမှန်းနေရထည့်နေပါတယ်သူကလည်းရူဘန်ကောင်းဆောင်ရောတာကိုတရေရပြီသူ့ကိုအကူညီတောင်းဖို့စဉ်းစားမိသွားကနောက်နေ့မှတော့စာဘီကိုကဘာပေါ်ကိုခေါ်ဖို့အတွက်နန်းနောက်ကိုလာနေပြီဂိတ်ဝဲမှာထူးဆန်းတဲ့ကင်းတောင်းတယောက်ကိုတွေ့နေပါတယ်အဆောင်ကမီဆူဝါဆိုတော့သိနေလို့အလွယ်လေးဝင်ခွေပေးလိုက်လို့မီဆူဝါတောင်ထူးဆန်းနေပါတယ်လမ်းမှာတော့တေနာပတိစားနေတွေ့နေပြီမီဆူဝါကိုစားအစီဝေခမ်းမာတွေကိုခေါ်သွားနေပါတယ် နောက်ကနေ့ရုတ်တရက်အဲလက်ကရောက်လာကြတော့မီဆူဝါလည်းထိုးလိုက်မိပြီ။နောက်တစ်ခါဆိုရင်သူနောက်ကိုအဲ့လိုလာမကတ်ဖို့တတိပေးနေပါတယ်။အဲလက်ကလည်းဘင်ကြီးခေါ်လို့ရောက်လာတာဖြစ်ပြီ။သူကပဲစေဦးစီးချော် FA ကိုမိတ်ဆက်ပေးနေပါတယ်။ FA ရဲ့တယောက်ချက်အရရန်သူကမနက်ဖက်လောက်ဆိုရင်ကျိုးကျော်လာနိုင်ပြီ။အချိန်နေဘလောက်ဆိုဆိုနန်းတော့တော့တားထားရမယ်လို့ပြောနေပါတယ်။ ဲ့ဒီချိန်တရင်ပလာရဲဆိုတဲ့လူတစ်ယောက်ကဝင်လာပြီဘယင်းကိုဒူးလေးနဲ့ချိန်ထားလို့မီဆူကလည်းရှေးရနေဝင်ခတ်လာပြီသူရှေးရနေလည်းအဲလက်ကဝင်ကပေးနေကဓာတော်ပြီခေါ်ဖို့လာနေတဲ့သူကိုမီဆူကတနေ့နဲ့တည်းပြီရှင်းပြလိုက်ပါတယ်တရင်လာပို့တဲ့သူကဂိမ်းမာတွင်ဝလို့လက်ပတ်ပါညာမရှိရတဲ့ညလုံးမှလည်းခတ်ထက်တဲ့အကြည့်တွေရှိနေရကြမီဆူကရိမ့်မိပြီအခုလိုလုံလိုက်တာဖြစ်ပါတယ် မီဆူဝါရှေးရနေခံပေးခဲ့လို့ဘိုင်းမညာဆိုင်သွားတဲ့အဲလက်ကမီဆူဝါကိုအခုသူကမင်းရဲ့သူရဲ့ကောင်ထိလာပြီလားလို့ပြောနေပြီမီဆူဝါကတော့သူ့လက်ကိုညာတိုင်းချောင်းဆိုင်သွားလို့မအောင်မြင်ဘူးလို့ပြောပါတယ်မီဆူဝါရှေးရနေကပေးခဲ့တဲ့အဲလက်ကတော့ဒန်ယာနဲ့လို့မကူးနားနိုင်မကြခင်တေတော့မှဖြစ်ပြီအဲတော့မှမီဆူဝါလည်းတော်ပြီငါသားတွေကိုမလုံနိုင်တော့ဘူးလို့ပြောကလုံချင်းနာတွေကိုလုံဖို့ဆုံးဖြတ်လိုက်ပါတယ်အဲနောက်တေနာဘတ်တီကိုအခုချိန်ဝယ်လာကညလူတိုင်းကိုစစ်စစ်ဖို့နဲ့အဲလက်ကိုလည်းဝူပန်းဖွဲ့ရှိတဲ့နေရာကိုခေါ်သွားပါတယ် ရုတ်တရက်ရောက်လာတဲ့မီဆူကရှင်းပြဖို့အချိန်မရှိဘူးဒီလူကိုအញ្ញံကဲပေးပါလို့ပြောတာကြောင့်တယောက်လဲအញ្ញံအဲလက်ကိုတည်သွားပါတယ်အဲ့နောက်ခွဲစိတ်ဆရာဝန်ရဒိုင်ယာကိုချိုးပြီးကုသပေးနေကဘာဘာသာစကားနဲ့မင်းနေရဲ့ဥပန်းဖွဲ့ကောင်းဆောင်အတင်းထပ်ပြီးစကားတရားဝင်လို့ခေါ်သွားပါတယ်မီဆူကလည်းအကြောင်းဆုံးကိုပြောကြပြီရှင်တို့ကကဘာကြီးရဲ့စုံစုံမှရှင်းနေမယ်ဆိုရင်တော့လိုက်ခိုက်မယ်လို့ပြောထားတယ်နော်အဲ့ဒါကြောင့်မကောင်းဆိုးွားတွေကိုရှင်းပြဖို့ဥပန်းတစ်ဖွဲ့လုံးကိုငားမယ်လို့ဆိုပါတယ်ဒါကအញ្ញံရတဲ့လှုပ်ထစ်နေပေမဲ့ခေါင်းဆောင်ကဘာမှမသိတဲ့နေရာဖြစ်နေရကြောင့်ငြင်းလိုက်ပါတယ် ရီဇူဝါလည်းကာတက်စီကိုယူပြီးခေါင်းဆောင်ကိုလိုက်တိုက်နေကသူကားနားကိုရောက်လာတော့တခြားကဖောက်ကိုကူတီးအောင်လိုက်ပါတယ်။အဲတော့မှခေါင်းဆောင်လည်းမီဆိုကတရောင်းနေရတွေကအမှန်တည်းဆိုတော့တည်သွားပြီ။သူတို့စားခဲ့တဲ့ယုံကိုပါတွေးလိုက်ရတာကြောင့်တကယ်ယုံသွားပါတယ်။အဝေးတဲ့နေရာမှာတမင်တွေပြေးလွှားနေတာကိုမြင်နေရတာကြောင့်မီဆိုကတို့လည်းဗာလဲတီးရအောင်ထိုးနေရအောင်သွားနေကြပါတယ်။အလုံးနဲ့လိုင်ကောင်းတစ်ခုနားကိုရောက်သွားပြီးကားနဲ့သွားမရတာကြောင့်ခြေချင်းဆက်သွားကြပါတယ်။လန်ကောင်းရဲ့တပ်ဖက်မှာတော့ရွာသားတွေကမကောင်းဆိုးဝါးရဲ့လက်ကနေပြေးဖို့အတွက်လမ်းပိတ်ကြီးရဲ့အကြောက်တုံးကိုဖယ်နေကြပါတယ် မီဆူဝါလည်းခေါင်းဆောင်ကိုအခြေအနေကိုပြောပြပြီးခေါင်းဆောင်ကကြောက်တုံးကိုကူဖယ်ပေးနေကမီဆူဝါကတော့နောက်မှဘာတွေဖြစ်နေလဲသိအောင်တွားကြည့်နေပါတယ်။အလုံးနဲ့ကြောက်တုံးရင်ယူသွားပြီးဖြစ်တာကြောင့်လဲတန်းကြီးကလည်းရှေ့ကိုဆက်သွားနေပြီးမီဆူဝါလည်းခေါင်းဆောင်ကိုဂေါ်ဘလင်နဲ့လာနေပြီးဖြစ်တဲ့အကြောင်းကိုပြောပါရယ်။ဂေါ်ဘလင်နီကလည်းသူတို့စီကိုလာနေပြီးညကလည်းအလားတဝန်းရွာတယ်မူကြောင့်ရေစိတတ်နေပြီးဖြတ်ကူးဖို့ခက်ခဲနေပါတယ်။မီဆူဝါလည်းအချိန်ဆွဲဖို့အတွက်ခေါင်းဆောင်ကိုရွှေတရားတရားပေးပြီးငားနေကခေါင်းဆောင်ကလည်းလက်ခံလိုက်ပါရယ်။ အဲ့နောက် goblin တွေကိုတန်းတန်းနဲ့ပြစ်ပင်မယ်ဟိုကောင်တွေကိုခြေစံနေရတော့လဲကျသွားအောင်မလုံနိုင်ပါဘူးဒါပေမဲ့ခေါင်းအောင်တိုက်တက်ပြစ်လိုက်တော့ goblin တွေလည်းအကုန်ရှောကုန်ပါတယ် goblin တွေကစားတိုက်ထွက်လာနေရကြခေါင်းဆောင်လက်တိုင်ပတ်နေပြီတဖက်မှာလည်းညစ်ကိုထျက်လို့မပြီးသေးဖြစ်နေကခေါင်းဆောင်လည်းသူလည်းမကြခင်ခြေကုံတော့မှခစ်တဲ့အကြောင်းကိုပြောပါတယ်သူကလည်းဒီအချိန်လေးမှာမလုပ်ရမလဲဆိုတော့စဉ်းစားနေပြီအပေါင်းပါလိုက်လို့ပြောတဲ့အကြောင်းအကြောင်းတခုခုကိုတတိယသွားပါတယ်အဲဒါကြောင့်ခေါင်းဆောင်ကို2မိနစ်နဲ့ပြင်လာခဲ့မယ်ပြောပြီးတခြားကပ်ပါကိုထွက်သွားပါတယ် နှစ်မိနစ်တော့ကြောသွားတာပဲနှစ်နာရီကြာရင်ငါတို့သိပြီလို့ခေါင်းဆောင်ကတွင်းနေပါတယ်သူကလည်းအရင်တော့ဝယ်ထားတဲ့မိဘနဲ့ကိုရှာနေပြီးပြန်ရောက်လာပါတယ်အဲ့တော့ဂေါ်ဖလင်နေလာမဲ့လမ်းကြောင်းမှာစက်ကူနဲ့မီးပုံကြီးလုတ်ပြစ်လိုက်ပြီလိုက်ပွဲနေတဲ့မီးပန်းတွေပါထက်ပြစ်လိုက်ပါတယ်မီးပန်းတွေကြောင့်ဂေါ်ဖလင်နေလည်းတေးကုန်ပြီဂေါ်ဖလင်နေကိုဥဆောင်တဲ့သူကလည်းတရေမိသွားပါတယ်ရွာသားတွေလည်းသူတို့ကိုကယ်တင်ပေးခဲ့တဲ့မီးစုကကိုကျေးဇူးတင်နေပြီဂျန်တုတက်မှုကတော့ထွက်ပြေးသွားပြီဖြစ်ပါတယ် ရတွေ့ညင်လိုက်ရပြီကိုတိုင်ကြုံတရတဲ့မကောင်းစွားရဲ့ကြောင့်ခေါင်းဆောင်နဲ့အလုတ်ကိုလိုက်ခတ်လိုက်ပြီးအရင်ရထက်တော့ပူပေးရမယ်ပြောပါတယ်။ရန်သူစစ်တပ်ကကျူးကျော်လာနေရကြောင့်ရွာသားတွေကလည်းနေရရွှေ့နေရပြီးကော်လက်ကလည်းမီဆူဝါကိုစိတ်ပူနေပါတယ်။ဘူဖန်ခေါင်းဆောင်လည်းမီဆူဝါညောထားတဲ့အတိုင်းလူစုပေးထားပြီးမီဆူဝါလည်းသူနဲ့တူတိုက်ခိုက်မဲ့သူတွေကိုရန်သူကဗန်နေရောက်ရှိတဲ့ကြောင့်ဘလူတွေကျန်းတဲ့ကြောင့်ကိုပြောရပြီးအဖွဲ့သားတွေကိုစိတ်တက်တဲ့ကြောင့်လုပေးလိုက်ပါတယ်။ ခေါင်းဆောင်လည်းငယ်သေးပေမဲ့အဖွင့်စကားပြောကောင်းတဲ့မစ်ဆူဘာကိုချီးကျူးနေပါတယ်။အလုံးနဲ့တပ်ဖွဲ့တစ်ခုလုံးကိုတခြားကဘာကိုပို့ပေးလိုက်ပြီးအစီအဝေးကျင်းပနေတဲ့အထဲကိုရက်မှတ်တယောက်ကနန်းတော်လေးကိုမကောင်းဆိုးဝါးတွေဝိုင်းရံထားတယ်လို့လာပြောပါတယ်။ဘရင်လည်းဂါဂါနနတိအောင်ထွက်ကြည့်နေပြီးခေချင်းတော့ထိုးရရရနဲ့ထွက်လာတဲ့သူကမစ်ဆူဘာဖြစ်နေပါတယ်။ အားလုံးကိုသူပဲတာဝန်ယူလိုက်ပါမယ်လို့ပြောနေပြီအဲ့လိုနဲ့မီဆူဝါတို့ရဲ့တပ်ဖွဲ့လေးကညိုတဲ့ကိုရောက်လာပြီတတိုင်းမှလည်းနေရာယူလိုက်ကြပါတယ်အတူဆန်ထင်းနေပြီထွက်ကြီးနေတဲ့ကြည်သူတွေနားလဲရောမီဆူဝါကကြောက်ရနေကကြည်သူတွေကြားရရဖိုးကြီးတောက်ကလည်းမီဆူဝါကိုအလင်းတက်မှန်တော်လို့ပြောနေပြီမင်းသမီးကိုဘလို့တွေအကဲကဲချောင်းကိုကြောက်ရလိုက်တာကြောင့်ကြည်သူတွေကမီဆူဝါကိုဝိုင်းပြီးအပင်းနေပါတယ်မီဆူဝါတို့တပ်ဖွဲ့ကတတိုင်းရဲ့ပြင်မက်ကိုရောက်လာပြီညှိနှိုင်းမှုလာနေတဲ့ရန်သူရဲ့လက်မောင်းကိုပြစ်ပြီးသူတို့ကိုအကြောင်းတမင်လောက်လိုက်ပါတယ် အဲ့နောက်ရန်သူစစ်တပ်ကရှေ့တန်းကလူတွေရဲ့ခြေလက်တွေကိုတိုက်လိုက်ပြီးလက်ကျသွားအောင်လုပ်ပစ်လိုက်ပါတယ်။မကောင်းဆိုးဝါထိန်းချုပ်ထားတဲ့သူတွေကိုလည်းဒဏ်ရာရအောင်သာလုပ်လိုက်ပြီးရုတ်တရက်ရေးပါတဲ့လူတွေကတခါလာလေးတွင်ရှောကုန်တာကြောင့်ရန်သူကောင်းဆောင်ကတုံ့လုံနေပါတယ်။ပြစ်စူဝါမကောင်းစူဝါတွေကိုသူတို့နေတဲ့နေရာကိုပြင်အောင်လုပ်ပြီးကြံနေတဲ့ရဲမတ်တွေကိုပါမလုံနိုင်အောင်လုပ်ပြလိုက်ပါတယ်။အားအကြောင်ဒီတိုင်းဆွဲခုတ်ခံထားတဲ့လေသမားတွေကလန့်ကုန်ပြီးစိတ်တက်ပြပြားကုန်ကြပါတယ်။ရန်သူရှိတဲ့တက်ပြားနေချိန်မှာလေတရားနဲ့ဝိုင်ဘန်တွေစီးပြီးစစ်တဲ့တွေကထပ်ပြီးရောက်လာပါတယ်။ လေတရားနဲ့တိုက်ခိုက်မှုလာနေလို့ဆိုးရွေးနေရမျိုးစုအောင်ခေါင်းဆောင်ကမဆိုးရိမ်မှုတရောပြီးသူတို့ရဲ့နေဘရားကိုထုတ်ပြလိုက်ပါတယ်။တချင်ကသူတို့တွေကိုအသက်ဘေးရနေခဲ့ခဲ့ဘူးလို့နေဘရားလို့အညီပေးထားတာဖြစ်ပြီးထိုလက်နက်ကပဲလေတရားနဲ့လာနေတဲ့ rival တပ်ဖွဲ့တပ်ခုလုံးခဏလေးနဲ့အပြတ်ရှင်းပြလိုက်ပါတယ်။အဲ့ဒီချိန်ညီတင်ကတရဝါကြီးတစ်ခေါက်အကြောင်းတော်လုံးနေပြီးတကြွေကြီးလာနေတဲ့ထိုးကောင်ကြီးကတော့ငကားကြီးဖြစ်နေပါတယ်။ကြီးမားတဲ့နဂါးကြီးကလည်းမီဆူဝါရဲ့ရှေ့ကိုရောက်လာပြီမီဆူဝါတို့ကလည်းအငွေဘုံးလေးနဲ့တည့်ပြီးပရိုဂျက်တာနဲ့နဂါးရဲ့ရှေ့မှာအကြီးကြီးပုံစံရအောင်လုပ်ပြီးနဂါးနဲ့စကားပြောနေပါတယ် နဂါကိုစကားလေးဖားလေးပြောကြည့်မလားလို့မေးနေတော့နဂါကတိုက်ခိုက်ဖို့ပဲအားသတ်နေရကြောင့်မီဆူကတနက်နဲ့ပြက်လိုက်ပါတယ်နဂါကမီးနဲ့ပြက်မှုတော့တယ်လီဖုန်းဆွဲတဲ့နေရာချိုးသွားပြီနဂါကိုလက်နဲ့တင်တဲ့ဝိုင်းမီးပြက်နေပါတယ် ၎င်းကိုစက်တနက်နေ့တည်းပါပြင့်နေလို့၎င်းလက်ထိနာနေပြီအညောင်တနက်တီကိုပါထုံသုံးလိုက်တော့၎င်းလက်အေးကွင်းနေပါတည်းကုန်တာကြောင့်ခြေဆံလေးကိုအကရန်တစ်ခုကိုဖန်တီးပြီးကာလိုက်ပါတယ်၎င်းကမီမော့ပြီးတိုက်ခိုက်တာကြောင့်မီဆူဝါတွေကနေရာရှိပြီး RPG နဲ့တန်ဆော်ပါတယ်။၎င်းကတည်တဲ့ညောက်ကထားလို့မီဆူဝါလည်းခေါင်းဆောင်ကိုပစက်ဟောင်းလုပ်ပြီးဖို့ပြောနေပြီ။သူကတော့တိုက်ခိုက်ဖို့အောက်စင်းကတခခုလုပ်ဖို့ကြံနေပါတယ်။အဲဒီနောက်၎င်းရဲ့ညနာအုပ်ပဲဥတီပြင်းနေကကြီးစံကုံသွားချင်းအောင်ဆောင်လိုက်ပါတယ်။ ၎င်းလက်ကြီးကုန်းမင်းထင်မိမိမဖို့တင်နေတဲ့အချိန်အဲ့ဒီအချိန်ကိုစောင့်နေတဲ့မီဆူဟာတယ်လီဖုန်းလုပ်ပြီး၎င်းရဲ့ဖက်ဆက်ထဲကို RPG ထုတ်လိုက်ပါတယ်။ RPG စားလိုက်ရတဲ့၎င်းလက်သွားတိုင်းချောင်းကျိုးသွားပြီးနောက်ထပ်အညောင်တန်းတွေပါထက်ပြစ်တာကြောင့်၎င်းလက်အထိနာသွားပါတယ်။အဲ့တော့သူ့ကိုမတက်ပါနဲ့လို့ပြောပြီး၎င်းလက်ထွက်ပြေးသွားပါတယ်။ကျန်နေတဲ့ရန်သူတက်တွေကိုပါသူတို့ကိုကြောင်းတနက်နေ့နဲ့တင်ပြလိုက်တာကြောင့်ဟိုကောင်တွေကဘေးကျူးအောင်ပြေးပါတယ်။ထွက်ပြေးသွားတဲ့ရန်သူရဲ့နောက်ကိုတော့ FN ကိုပဲလိုက်ခိုင်းလိုက်ပါတယ်။ ကျိုးသွားတဲ့နှကားရဲ့သွားကိုခေါင်းဆောင်အောင်ယူလို့ရမလားဒီရောက်နေပြီမီဆူဝါလည်းရတဲ့အကြောင်းကိုပြန်ပြောပါတယ်အဲ့လိုနဲ့မီဆူဝါတို့လည်းညိုတဲ့ကိုပြန်ဝင်နေကြပြီကျူသူတွေကတော့သူတို့ကိုကျေးဇူးတင်နေကြပါတယ်အရာအားလုံးပြီးဆုံးသွားပြီဖြစ်လို့ဥပန်းဖွဲ့ကိုလည်းပြန်ပို့လိုက်ပြီမီဆူဝါကိုလည်းဘင်းရဲ့ကျေးဇူးတင်နေပါတယ်တိုင်းကြီးကလက်လက်လုံးမငြိမ်မသက်ဖြစ်ထားတာကြောင့်မီဆူဝါရဲ့ဆိုင်လေးကတိတ်ရောက်မကောင်းဖြစ်နေပါတယ် အဲ့ဒီအချိန်သူစီကိုကော်လက်စီယာစာရောက်လာပြီ။စာထဲမှာတော့ကော်လက်ကမျိုးဝအခက်ခဲတဲ့ကြုံနေရတဲ့ကြားလို့အန်နေညာရတီကိုမလုပ်ဖို့ပြောထားပေမဲ့မီဆူဝါကလွပီးသွားပြီဖြစ်ပါတယ်။ထပ်ပြီးမီဆူဝါစီကိုစာပီးရရောက်လာပြီ။စာတာဆောင်ကိုပေးနေကထိုးစားမီဆူဝါညော်နေတဲ့ဂွန်ယူစာထည့်နေပါတယ်။မီဆူဝါလည်းဂွန်ယူဘဲကိုရောက်လာပြီ။ဘရင်ရဲ့တက်ကိုကယ်ပေးခဲ့တဲ့အလက်ကိုတော့သူတို့ရဲ့ညူရိုးတစ်ခုလုံးသူရဲ့ကောင်းဖွဲ့ဖြစ်တဲ့ဘာရုံဘွဲညီကိုပေးလိုက်ပါတယ်။ဂျာရီယာနဲ့အဖင်ကကန့်ကွက်ကြောက်ထောက်ထားပြီးသူ့ကိုညူစားပွဲမှာပေးရဖို့လူသေးရပြောတာကြောင့်ဘင်းကလက်ခံလိုက်ပါတယ် ဒိုင်းဒီကိုညာဆုံးကူညီပေးခဲ့တဲ့မီဆူဝါကတော့ကြာရတစ်ခုကိုတောင်းခိုင်းပြီမီဆူဝါလည်းအားထားဆိုရင်ဒီဒိုင်းကြီးတို့တိုက်ခိုက်ခဲ့တဲ့အဖွဲ့သားတွေအတွက်တောင်းဆုံးလို့ရမလားတရောနေပြီဘယင်းကလည်းအဲ့ဒီလူတွေကိုဆင်းကုန်ထားတဲ့ထင်နေရကြောင့်လက်ခံလိုက်ပါတယ်မီဆူဝါလည်းသူတို့ကတိုင်းကြီးခွင့်ပြုချက်မရှိဘဲနဲ့သူတို့ကိုကူညီပေးခဲ့တဲ့အကြောင်းအားထားကသူတို့ရဲ့မိသားစုဝင်တွေအကုန်လုံးကိုဒုက္ခရောက်သွားစေနိုင်လို့သူတို့တက်ဘဝတရက်လက်ထူထောင်နိုင်မှုရံမငွေလေးတော့ပေးချိန်နေလို့ပြောပါတယ်ဘူဖန်းဖွဲ့ရဲ့ရွှေတင်က၄000လိုချင်နေရကြောင့်မီဆူဝါကမပြေးမအောင်စိတ်ပူနေပါတယ် အဲ့ဒီအချိန်ဘိုးဆင်းရရွှေရင်က3000အောင်ရယူပြီး Fing ကလည်းရွှေရင်က9000အောင်တောင်းရယူကအဲ့လိုနဲ့အတိအသေးပေးလိုက်ကြတာကြောင့်လိုဘတ်တဲ့ရွှေရင်က4000ထက်ထောင်ပုံညာသွားပါတယ်မီဆူဝါလည်းဒီတိုင်းကြီးရဲ့နိုင်ငံသားတစ်ယောက်တတ်မှတ်ပေးဖို့တည်ရနေပြီဘယင်ကလည်းမီဆူဝါကိုယ်တိုင်တိုင်းကြီးတွေတိုက်ခိုက်ပေးခဲ့ရတာကြောင့်လက်ခံလိုက်ပါတယ် မေဆူကနိုင်ငံသားချင်းခံယူချင်တာကတိုင်းပြည်ရဲ့ကာဝေးပေးမှုကိုလိုချင်လို့ဖြစ်ပြီးသူ့အတွက်လည်းပတ်ဆိုင်ရှာဖို့ပိုလည်ကူသွားလို့ဖြစ်ပါတယ်။ဘင်းရမေဆူကကိုနိုင်ငံသားချင်းခွင့်ပေးရုံသာမကညှိစားရဒုပေါ်ပေးလိုက်တာကြောင့်မေဆူကအံ့ဩသွားပါတယ်။မေဆူကလည်းတတ်မှတ်ထားတဲ့အတိုင်းဘူဗန်ဖွဲ့ကိုပတ်ဆိုင်ပေးနေပြီးခေါင်းဆောင်နဲ့ငကားဆွဲကိုဟာဘတ်တက်ကုတ်တို့ရောင်းချလိုက်တဲ့အကြောင်းကိုကြေညာနေပါတယ်။ဘီယားနဲ့ရလာရလဲမေးရင်မတော်တဆဖန်တီးမိရပါဆိုပြီးပြောထားတဲ့အကြောင်းလည်း ကျေးစားလောက်ကားရတဲ့နိုင်ယူကိုခွင့်ရေးပဲလို့ပြောနေရဲ့မေစုဘောခေါင်းဆောင်ကတော့သူတို့ကဆက်လုပ်မှဖြစ်ပြီးသူတို့ကောင်းကောင်းလုပ်နိုင်တာကဒီတက်ခုပဲရှိတဲ့အကြောင်းနဲ့မေစုဘောလည်းနောက်တစ်ခါလုံရင်ခေါ်ဦးမယ်ဆိုပြီးပြန်ပြောနေပါတယ်မေစုဘောလည်းဂုံတူဘွဲရဲ့နေအခန်းသားအတွက်ဝတ်ဆောင်ချုပ်ပြီးခန်းမတွေကိုရောက်လာပါတယ်ဘယင်းလည်းမေစုဘောကိုညှိုးစားဝတ်ပေးနေပြီးအလက်ကဒီနေရာမှာမရှိလို့သူအစားလက်ခံပေးလို့ရမလားပြောနေတော့ဒိုင်ယာကနေတတ်တတ်လာတဲ့အလက်ကရောက်လာအောင်အကုန်လုံးကအံ့ဩနေပါတယ်အခုဆိုရင်မီဆူကတခြားကမမာတွေကိုတော်ဝင်မိသားစုဖြစ်နေပါပြီ တော်တရားနဲ့အသီးရွက်တွေတည်တာတဲ့ကောလက်စီကိုမီဆူဝါကရောက်လာပြီထိုးစမ်းလိုက်ကောလက်ကတော့မီဆူဝါကိုအသေးဖတ်ထားတော့ဖြစ်ပါတယ်မီဆူဝါလည်းအကုန်လုံးကိုကြောက်ကြနေပြီသူတာမွေယူထားတဲ့နယ်နီယာနဲ့ဒီနီယာကိုရောက်ဖို့နေဝက်လောက်ထိလမ်းလျှောက်ရတဲ့အကြောင်းနဲ့ကောလက်ကိုလည်းသူစီမှလောလောဆယ်လာဆိုပြီးမေးပါတယ်ကောလက်ဖိနေမေကလည်းဒီအလောက်ကကောင်းတယ်မို့လက်ခံလိုက်ပါတယ်အလုံးနဲ့မီဆူဝါတော်ဝင်ညိုးတော်ကနေပစ္စည်းတွေကိုတင်နေပြီသူစီကိုလည်းစာပြီးရလာနှုတ်ဆက်နေပါတယ် ။ရန်နိုင်ငံကျတော့ကော်လက်ကမီဆူဝါရဲ့လုပ်တွေကိုလုပ်ပေးလာနိုင်ပြီ။မျိုးစားမီဆူဝါကတော့ရွှေတင်းကရှစ်တန်းမကြည်သေးရဖြစ်တာကြောင့်စက်ပိရှာပွင့်နေရုံမှဖြစ်ပါရယ်။ဒါကတော့ CBA ရဲ့နဲ့ဂုံးရင်အရင်နာတာဘိုးရဲ့စံသိမ်းပိုင်းဖြစ်ပါရယ်။အဆုံးထိကျေးဇူးတူတဝူးချင်းကိုကျေးဇူးတင်ပါရယ်။